။တနင်္သာရီတန်းဒဝေမြို့နယ်နဲ့ရေပြူမြို့နယ်တို့ကအကြမ်းဖက်စစ်တပ်လှည့်ကင်းနဲ့တပ်ဆွဲထားတဲ့နေရာကိုတိုက်ခတ်ရမှာစစ်သား၃ဦးဟာတေသွားခဲ့တယ်လို့ဒုရကစစ်ကြောင်းကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါရယ်။အော်တိုဘားလ22ရက်နေ့ကဒဝေမြို့နီးလန်ကင်းလှည့်ဖို့ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတော်လန်တပ်ဖွဲ့တွေကကြားဖြတ်တိုက်ခတ်ခဲ့ရမှာထိတွေ့တိုက်ပွဲမိနစ်30ခန့်ဖြစ်ပွားခဲ့လို့လည်းသိရပါရယ်။အဲဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်က၃ဦးဟာတေသွားတာဖြစ်ပြီး ကိုဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။အဲ့တခဲမှုကိုဒဝဲအမျိုးသားလွမြောက်ရေးတပ်တော် DNL ရဲ့ဒူရကစစ်ကြောင်းဒေါနာတက်ခွဲခွန်အေရီမူပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လန်းတပ်ဖွဲ့ဝင်တွေဘက်ကထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါတယ်။အလားတူအော်တိုဘာလ20ရက်နေ့ကလည်းရေဖြူမြို့နယ်ညင်းထွေကျေးရွာတွင်ယာယီတဆဲထားတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်းတပ်ဖွဲ့တွေက drone နဲ့နှစ်ကြိမ်ဘုံကျဲတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲတက်ခိုက်မှုအတွင်းမှာစစ်တပ်ဘက်ကထိခိုက်မှုရှိပေမဲ့လည်းအရေအတွက်ကိုတော့အတိပြုတ်နိုင်ခြင်းမရှိသေးဘူးလို့လည်းသိရှိရပါတယ်။အဲတက်ခိုက်မှုကိုဒဝဲမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒုရကစစ်ကြောင်း drone တင် DEF drone တင်တို့ကပူးပေါင်းလွတ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။နိုင်ငံလုံးအတိုင်းအတာနဲ့စစ်အရေးအဟုန်တိုးမြင့်ဆွမ်းနေတဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့စီးရဲအထူးတတိပြုသွာလာနေထိုင်ကြဖို့နဲ့တင်းသာရင်တိုင်းတွင်အကြမ်းဖက်စစ်တပ်ကအချိန်မရွေးလေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေရှိလာနိုင်လာကြောင်းပြည်သူတွေအနေနဲ့လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တဲ့တင်းအချက်လက်တွေကိုလိုက်နာကြင့်ကြံကြဖို့အတွက်ဒုရကစစ်ကြောင်းကတာဝန်ရှိသူကတတိပေးပြောဆိုထားပါရရှင် 2025ခုနှစ်အတွက်မြမအသက်ကြီးဆုံးအဖွားဖြစ်ကော့တောင်းမြို့ခန့်အသက်120တနှစ်အရွယ်အဖွားတူရွေးချယ်ကိုပြုခံရတယ်လို့မြို့ခန့်တွေစီကသိရပါဗျ။ရွေးချယ်ကိုပြုခံရတဲ့အဖွားဟာကော့တောင်းမြို့ဆွေဆင်းရိုးရက်ကွက်ပလက်တရီလမ်းမနေတဲ့အဖွားတော်ပန်းနယ်ဖြစ်တယ်လို့စက္ကမရှင်ရဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ပါဗျ။ဒါအပြင် အဖွားနဲ့အတူရန်ကုန်တိုင်းထန်းတပင်မြို့နယ်အသက်120နှစ်အရွယ်အဖိုးဦးသိန်းအောင်လည်းအသက်ကြီးဆုံးအဖိုးဖြစ်ရွေးချယ်ခံခဲ့ရတာပါ ရွေးချယ်ခံရသူတို့ကိုကြံ့ငွေဆက်သိန်းစီအော်တိုဘားလ28နေ့မှာစက်ကွန်မရှင်လက်အောက်ရဲ့လူမှုမော်ထမ်းဦးစီးဌာနကချီးမြှင့်ခဲ့တယ်လို့ဆိုပါရယ်။အော်တိုဘားလ10ရက်နေ့မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာအသက်ကြီးရွယ်အုံများနေအထိမ်းအနေနဲ့မြန်မာတနိုင်ငံလုံးမှာအသက်ကြီးဆုံးအဖိုးတို့နဲ့အဖွားတို့ကိုနှစ်စဉ်တက်မှတ်ရွေးချယ်ပြီးလူမှုမော်ထမ်းဦးစီးဌာနကဂုဏ်ပြုချီးမြှင့်လေးရှိပါရယ်။ အသက်85နှစ်အထက်လူမှုရေးပိတ်စင်ရနေတဲ့အဖိုးဘွားတွေရဲ့အစည်းအဝေးကနေနှစ်တနည်းရအသက်အကြီးဆုံးအဖိုးဘွားဖြစ်ရွေးချယ်တာဖြစ်တယ်လို့လူမှုမော်ထန်ကဲဆယ်ရေးနဲ့ပြည်လဲနေရချထားရေးဝန်ကြီးဌာနရဲ့တာဝန်ရှိသူတို့ကပြည်တွင်းသတင်းဌာနတို့ခုကိုပြောဆိုထားပါတယ်။မြန်မာနိုင်ငံမှာအသက်ကြီးရွယ်ဦး87ရာခိုင်နှုန်းဟာကျန်းမာရေးဆောက်ရှောက်မှုမလုံလောက်တာဝင်ငွေနှဲပါတာ BND ရဲ့ကြားရောက်တာနဲ့ထီးကျန်စရာတွေကိုခံစားနေရတယ်လို့2023ခုနှစ်မှာထုတ်ပြန်တဲ့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုပ်ရဲ့ ပတ်ပေါ်မှုနဲ့ပြုလုပ်ခဲ့တဲ့မြန်မာနိုင်ငံကအသက်ကြီးရွယ်အိုရီရဲ့လိုအပ်ချက်ဆိုင်ရာအခြေအနေအစဉ်ခန်းစာမှာဖော်ပြထားပါတယ်။တနင်္သာရီမြို့နယ်လေးမိုင်ရွာအနီးကစစ်ကောင်စီတပ်ကိုတော်လန်ရေးတပ်ကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲမှာ တော်လန်ရေးတပ်ဘက်ကရဲဘော်တဦးကြာဆုံးပြီးတဦးတန်ရာရရှိခဲ့တယ်လို့ဗိတ်ခိုင်တရင်နှစ်ကထုတ်ပြန်ပါတယ်။အော်တိုဘာလ28ရက်နေ့မွန်လဲပိုင်းမှာလေးမိုင်ရွာအနီးမှာတော်လန်ရေးပူပေါင်းတပ်တွေကစစ်တပ်ခြေကုပ်ယူထားတဲ့နေရာကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါ အဲ့ဒီတိုက်ပွဲအတွင်းစစ်တပ်ဘက်ကလည်းအရာရှိတအူးအပါအဝင်တပ်ဖွဲ့ဝင်တွေထိခိုက်သေးဆုံးတာတွေရှိတယ်လို့ဆိုပါရယ်။ထိုင်းနဲ့မြန်မာမှာလူသုံးများတဲ့ဟွန်ထိုင်းအမိနဲ့အစိမ်းရောင်ရှူစည်းဘူးတဲမှာဗက်တီးရီးယားနဲ့ပိုးမွှားပါဝင်မှုများနေတဲ့ဆိုတဲ့သူတို့ရဲ့ရှူစည်းဘူးတွေကိုပြန်သိမ်းယူပြီးဖျက်ဆီးသွားမယ်လို့ကုမ္ပဏီဘက်ကထုတ်ပြန်ပါရယ်။ဟွန်ထိုင်းကထုတ်လုပ်ထားတဲ့ရှူစည်းဘူးအလုံးမဟုတ်ဘဲထုတ်လုပ်စဉ်အမှတ်စဉ်နံပါတ် 000332ရှူဆေးဘူးတွေသာအသက်မှတ်ပမာဏတက်ဗက်တီးရီးယားမှုန်နဲ့ပိုးမွားပါဝင်မှုကျော်လွန်နေတာကို တွေ့ရှိခဲ့လို့အရေးယူမယ်လို့ထိုင်းအစားအသောက်နဲ့ဆေးဝါးကုတ်ကဲရေးဦးစီးဌာနကမကြသေးမီကထုတ်ပြန်ခဲ့တာပါဒီရှူဆေးဘူးဝယ်ထားတဲ့သုံးဆွဲသူတွေရောင်းချသူတွေအနေနဲ့လည်းကုမ္ပဏီကိုပြန်လာအကြဖို့နဲ့ဝေပြန်အန်းသွားမယ်လို့လည်းကုမ္ပဏီကပြောပါတယ် တနင်္သာရီမြို့နယ်ကိုအင်းရွာကိုစစ်တပ်ကဂျက်ဖိုက်တာနဲ့ပုံကျဲခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။အော်တိုဘာလ29ရက်မနက်9:00နာရီခွဲမှာစစ်တပ်ကဂျက်ဖိုက်တာနဲ့ကိုအင်းရွာအုံကြီးချောင်းအနီကိုပုံတလုံးကျဲချပြီး .5 တနက်တွေနဲ့လည်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။